မဆီနဲ့အင်နာမယာမီ2028ခုနှစ်တိစာချုပ်ချုပ်ဆိုဘလွန်ဆက်ပြများအတွက်ကျွန်မရဲ့1,000,000ချန်နယ်ကြီးအားဖြင့်ကြိုဆိုလိုက်ပါမယ်။အာဇင်တီးနားတပ်စစ်မှုမက်ဆီယို2028မေဂျာလိယာဒီကုန်တီတက်တန်းရှိတဲ့စာချုပ်ချုပ်ဆိုလိုက်တယ်လို့အင်နာမယာမီအသင်းအော်တိုဘာ23ရက်နေ့မှာကြေညာလိုက်ပါတယ်။အသက်38နှစ်ရွယ်မက်ဆီက2023ဇူလိုင်လမှာနှစ်နှစ်ခွဲစာချုပ်နဲ့အင်နာမယာမီတင်းကိုရောက်လာတာဖြစ်ပြီးတော့အခုနှစ်ကုန်မှာစာချုပ်ပြည့်မှာဖြစ်ပါတယ်။ မဆင်ရောက်လာပြီးနောက်ပိုင်းမှာအင်နာမယာမီတဲကအသင်းသမိုင်းတက်ရှောင်းပထမဆုံးစုပလာဖြင့်2023မှာလီဖလာအောင်ရခဲ့တယ်လို့2024မှာလည်းမေဂျာလိစပိုတာရှိကိုရရှိခဲ့ပါတယ်။မဆီယာလည်း2024မေဂျာလိတနည်းတာအကောင်းဆုံးစုရခဲ့တယ်လို့အခုနှစ်မှာလည်းတွင်းကိုအများဆုံးရွှေဘနက်စုရရှိထားပါတယ်။မဆီယာဂျိုးနံပါတ်30အင်ကြီးဟာမေဂျာလိရဲ့ရောင်းဝအကောင်းဆုံးအင်ကြီးဖြစ်ခဲ့ပါတယ်။ အသင်းရဲ့စီမံကိန်းတွေမှာဆက်လက်ပါဝင်ခွင့်ရှားမှာဖြစ်တယ်လို့ဒီသင်းကိုရောက်လာတဲ့ကအမြဲတမ်းစိတ်ချမ်းသာမှုခံစားခဲ့ရပါတယ်လို့မက်ဆီယပြောပါရယ်။အနာမယာမီရဲ့ရည်မှန်းချက်ကကမ္ဘာအကောင်ဆုံးကစားသမားတွေကိုခေါ်ဆောင်မှုဖြစ်ပြီးတော့မက်ဆီယစာချုပ်တွေကဒီမှန်းချက်တွေဖြစ်လာဖို့အကူအညီဖြစ်စေပါလိမ့်မယ်လို့အနာမယာမီအသင်းပူရက်ပိုင်ရှင်ဒေးဗစ်ဘန်ကပြောပါရယ်။ 2024မေဂျာလိတနစ်တာအကောင်းဆုံးဆုရှင်မဆီရအခု2025ခုနှစ်အတွက်စုစက္ခတင်စင်းမှလည်းပါဝင်နေပြီးဒီစုကိုနှစ်နှစ်ဆက်ရရှိတဲ့ပရမဆုံးကစားသမားဖြစ်လာဖို့ရည်ပန်းစားနေပါတယ်။